ေပฏิပခပြင်းထန်နေတဲ့ဒေတာရှိအကျဉ်းထောင်တွေဟာအကျဉ်းသားတွေကိုစစ်ကောင်စီကအတဲအတမလက်နက်သက်ဆင်ပေးပြီးစေရေအရာခိုက်စေလာနေတယ်လို့မြန်မာနိုင်ငံလောင်ဆိုင်ရာနိုင်ငံရေးအကျဉ်းသားမြောက်ခွန်ရဲ့ BBMM ကထောက်ပြန်ထားပါတယ်။ တနိုင်ကလောင်ရှိတချို့တိုက်ပွားပြင်းထန်တဲ့နေရာအတွင်းနေရှည်ချင်းချခံနေတဲ့အချင်းထောက်တီးတီးကအချင်းသားတွေကိုစစ်ကောင်စီလက်အောက်ခံဖော်တွေကထောင်သွင်းခံစစ်အဖြစ်လက်နက်သက်ဆင်ပေးပြီးကင်းစောက်ခိုင်းစစ်ချေအပါဝင်တော်လည်ရတဲ့ဖော်တွေလာရောက်တိုက်ခတ်လာပါကစစ်သားတွေနဲ့အတူခုခံကာကွယ်ဖို့အတဲ့အတမအမိတ်ပေးစေခိုင်းလာတယ်လို့ BBNN တာဝန်ခံကိုတိုက်ထွန်းဦးကပြောပါတယ် ဒါပြင်စစ်စီကဲရစီကံဖောက်ပြမှုတွေကြောင့်အချင်းထောင်မှာဖက်စစ်ခံရတဲ့စစ်သားနဲ့ရတဖော့ဝင်တွေကိုလည်းလက်နက်သက်စင်ပေးပြီးတော်လည်းရတဖော့တွေလည်းရတိုက်ခိုက်ချိန်မှာပိုစီနဲ့အချင်းထောင်မှာဖက်စစ်ခံရတဲ့သူတွေကိုတိုက်ပွဲမှာပါဝင်တိုက်ခိုက်ပါကကြက်ခံနေရတဲ့ပြစ်ဒဏ်တွေကိုဖျက်သိမ်းပြီးမူလရာဓုကိုပေးတော့မယ်ဆိုတဲ့စီရောက်မှုတွေလည်းရှိနေပါတယ်စစ်ကောင်စီအနေနဲ့အချင်းသားတွေကိုစစ်ရေးအရာအသည်အတမှာစစ်မှုထမ်းခိုင်းတာတွေလက်နက်သက်စင်ပေးတာတွေဖက်စစ်ချင်းချက်ခံထားရတဲ့စစ်တပ် က်နဲ့ရတဖို့ဝင်တွေကိုပြစ်တံလွှင့်ညိတ်ခွေရဖို့စစ်တပ်မှာတော်ဝင်ထမ်းဆောင်စီတာတွေဟာတရားမဝင်လောက်ရက်တွေကိုပေါ်ပေါ်ထင်ထင်ကျူးလွန်ပြီးစေအင်အားဖြစ်တဲ့လာမှုကို အပြည့်အထက်စက်ချင်းကကွက်ကြောင်းလဲမြန်မာနိုင်ငံလောက်ဆိုင်ရာနိုင်ငံရဲ့အချင်းသားမြောက်ခွင့်ရဲ့ BBNN ကထောက်ပြန်ထားပါတယ်ရှင်